အလုံးမင်္ဂလာပါရှင်ရှင်းလူကြီးတွေပြောခဲ့တဲ့အစိုးအရာအစာအချင်1အကျင့်ဆိုတဲ့ဟာလေးဖြစ်ပေါ့နော်1ကလည်းသူကအလေးအကျင့်အလေးအထလေးလုပ်ပြီးရင်ပုံမှန်လေးကိုတွားစီပါလေရှင်မနက်ကိုတွားမလားညကိုတွားမလားပေါ့နော်နေ့လေတွားမလားသူ့ဘိုးပေါ့နော်အကျင့်လေးလုပ်ပြီးရုံနဲ့ဥရဝန်းသွားခြင်းကအမှန်စင်ပါပဲဖြစ်ပါလေရှင်တခြားအချင်းတွေမှာမတွားတော့ဘူးပေါ့နော်အထူးသဖြင့်အလုံးရှုပ်တဲ့လူတွေနော် လုံလောက်ပြန်မှာအရန်အထညာတဲ့လူတွေဆိုရင်အိမ်ကတွားဖို့တောင်မှအချင်းမရတဲ့လူတွေရှိရပေါ့နော်ဒီလိုလူမျိုးတွေဆိုရင်မနက်ကို ဝမ်းသွားမလားညကိုဝမ်းသွားမလားအချိန်လေးတခုသတ်မှတ်ထားပါဘာဖြစ်လို့လဲဆိုရင်တခြားအချိန်လေးမှာဝမ်းသွားမယ်ဆိုရင်တို့ကဝမ်းသွားခြင်းရဲ့ဒါနဲ့အောင့်ထားတာဖြစ်တဲ့အတွက်အောင့်ထားတယ်အောင့်ထားတယ်အောင့်ထားအဲ့ဆိုရင်ကျွန်တော်တို့ကဆက်အိုဝမှာဝမ်းအမာတွေကတရက်တရက်တရက်စုပါမှာပဲဖြစ်ပါလိမ့်ရှင်အဲ့ချိန်မှာတို့တို့၃လေးရက်လောက်စုပြီးတဲ့အချိန်မှာဆက်အိုဝမှာဝမ်းနေအမာတွေစုရင်းစုရင်းနဲ့ အဲတွားလိုက်တဲ့အချိန်မှာစအိုဝါမှာအနာဖြစ်တာလေးတွေစအိုဝါမှာရှိတဲ့တွားသားလေးတွေပေါ့နော်ပြဲသွားတာလေးတွေစုပ်ပြဲသွားတာလေးတွေဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ဝမ်းသွားရင်သွေးပါတယ်ဆိုတာလေးတွေဖြစ်တတ်ပါအရှင်းဘာဖြစ်လို့လဲဆိုရင်အာစအိုဝါလေးပွဲသွားလို့ပါရှင်ဒါကြောင့်မို့လို့အစာကိုလည်းချင့်ချင်ပြီးတော့စားရတယ်လို့ကျန်းမာရေးနဲ့ညင်ညွတ်တဲ့အစာအစာလေးကိုရွေးချယ်ပြီးတော့စားသုံးရတယ်လို့ဝမ်းကိုလည်းအလေးအကျင့်လေးဖြစ်အောင်ပြုလုပ်ပေးပါเนาะတချို့ဆိုရင်အစာစားပြီးတန်းပြီးတော့ပွားရတဲ့လူတွေရှိရပေါ့နော်မနက်စောရင်အဲမနက်ဩရေတစ်ခွက်တောက်ပြီးတော့ဝမ်းသွားတဲ့လူ အလိုမျိုးလေးအလေးအကျင့်လေးတွေပြုလုပ်ပေးပါရှင်ဝမ်းသွားရတာမှာဘယ်လိုလုပ်လို့ခက်ခဲနေလဲဆိုသူတွေအတွက်ကတော့ဒီတော်လေးတွေပြုလုပ်ဖို့လိုအပ်ပါတယ်ရှင်ကော်ဖီလေးတောင်းသုံးပေးပါဝမ်းဝမ်းကိုလုံးဝကိုလွှဲကူစေပါမယ်နော်ဒီလိုမျိုးနော်အလုတ်ရှုပ်တဲ့လူတွေအတွက်အထူးကိုကောင်းဖို့စေပါလေရှင်ဝမ်းလုံးဝရှင်းသွားတာမဟုတ်ဘူးနော်မနက်တစ်ခွက်တောက်တုံးထားရုံနဲ့ကိုအစားစားပြီးတဲ့အချိန်မှာဝမ်းထက်ချိန်ပုံမှန်သွားစီရပဲဖြစ်ပါလေရှင်ဒါကြောင့်မို့လို့ဝမ်းကိုလည်းမှန်အောင်လို့လေ့ကျင့်ပေးပါသူ့အချိန်လေးနဲ့သူသွားအောင်